အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှတော့အချင်းချင်းဖောက်ပြန်တဲ့ယောက်ျားကိုခွန်လွပြီးပြန်ပေါင်းပေးမယ်လေယောက်ျားကမရေငေဝဲရွေးချယ်ထားတဲ့အကြောင်းအရာလေးကိုပြောပြလာတယ်အမတရားရဲ့ရုပ်တံပြူဖိုင်လေးကိုအလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ ဲ့ဒီအမျိုးသမီးရရှင်သူ့ယောက်ျားကအကြိမ်ကြိမ်ဖောက်ပြန်နေသို့တော့နောက်ဆုံးမှသူ့ကိုပဲရွေးချယ်တယ်။အဲ့ဒါကြောင့်မို့လို့သူကခွင့်လွှတ်ခဲ့တယ်။ရှေ့ရဖောက်ပြန်ခြင်းနေမှာအကြိမ်ကြိမ်ဖောက်ပြန်ပြီးမဲ့သူကပြောလိုက်လို့ရှင်သူကဟိုနည်းနည်းလေးသူ့ယောက်ျားကိုပွဲကြံလိုက်လို့ရှင်သူ့ယောက်ျားကသူ့စီကိုပဲပြန်လှည့်လာတဲ့အတွက်သူကအဲ့ဒီအကြိမ်ကြိမ်ဖောက်ပြန်ခြင်းလေးကိုခွင့်ပြုခဲ့တယ်။အခုတစ်ခေါက်မှတော့ခွင့်ခွင့်လွှတ်ခဲ့တယ်ပေါ့နော်။အခုတစ်ခေါက်မှတော့သူက ခွင့်မလွတ်နိုင်အောင်ဖြစ်ရတဲ့အကြောင်းအရင်းကအခုလို public သိအောင်လို့ဖောက်ခွဲရတဲ့အကြောင်းရင်းအဆက်ခွဲရတဲ့အကြောင်းရင်းကယောက်ျားကအခုတစ်ခေါက်မှကြတော့သူ့ဘက်ကိုလုံးဝမပါတော့ဘဲနဲ့ဟိုမရင်ငယ်ဘက်ကိုပဲလုံးဝအလေးချိန်စီးနေတယ်ပေါ့ရှင်မရင်ငယ်ဘက်ကိုအလေးချိန်ပါလို့သူဖောက်ခွဲရခြင်းဖြစ်တယ်အဲ့ဒီအကြောင်းကိုစဉ်းစားကြည့်လို့ရှင်လေဒီအမျိုးသမီးကပထမပိုင်းတော့ကသူကသူ့ယောက်ျားဖောက်ပြန်တာဒီကိုသူခွင့်လွတ်နိုင်တယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့အဆုံးမှာသူ့ယောက်ျားသူ့ကိုပြန်ပြန်ရွေးချယ်လို့ သူ့ရဲ့မသိစိတ်ထဲမှာသူအဲ့ဒီဂုံကိုတာယာနေတယ်။သူ့ယောက်ျားကဘသူနဲ့ပဲဖြစ်ဖြစ်သူ့ယောက်ျားကနည်းနည်းဟိုအမှုပညာအတိုင်းဝိုင်းရလဲဖြစ်တဲ့အခါကျတော့ model တို့ designer တို့လို့ဟိုရက်တီမှုကြီးမှာရက်တီမှုရှိပြီးသားနာမည်ကြီးအမျိုးသမီးတွေနဲ့ပါဖောက်ပြန်ခဲ့တယ်။ဒါပေမဲ့အဲ့လိုလူမျိုးတွေနဲ့ရှင်ရင်တောင်မှသူ့ကိုနောက်ဆုံးမှရွေးချယ်တယ်ဆိုတော့ဂုံကိုသူ့ရဲ့မသိစိတ်ကမတ်နေတယ်။အဲ့တော့သူ့အဲ့ဒီအချိန်တုန်းကသူ့ယောက်ျားကရွေးချယ်သူ့ကိုပြန်ရွေးချယ်ခဲ့တယ်ဆိုတာလေသူ့အထင်ပဲဖြစ်ချင်းဖြစ်မှာ။ ဟိုဖောက်ပြန်ခဲ့တဲ့ model တွေ designer တွေဆိုတာကလည်းသူတို့နေရာရက်တီချက်ကောင်းအောင်ဒါသူ့ယောက်ျားကိုအသုံးချခဲ့တာလည်းဖြစ်ချင်းဖြစ်မှာပေါ့ရှင်ဘသူကရေရှည်မရက်ကြီးအသီးခံဟိုဘယ်လိုပြောမလဲပြဿနာအတက်ခံ public အသီးခံပြီးတော့လဲတဲ့လူကအဲ့လိုအဆက်ပွဲခံပြီးခလေးတယောက်ဖြစ်မယူဘူးရှင်ဟုတ်လားသူတို့နာမည်တက်ဖို့အတွက်လောက်နေရာလေးရဖို့အတွက်လောက်ဒီကောင်ကိုအသုံးချခဲ့တာမို့လို့ဒီမယံငယ်တွေကလည်းပြစ်ချခဲ့လို့သူ့ယောက်ျားကြီးကနောက်ဆုံးသူ့ဘူတာပဲပြန်ပြန်စိုက်နေတာဖြစ်မှာပေါ့ရှင်နော် အဲ့ဒါကို तू ကตายရခဲ့တာသူယောက်ျားဘလားပဲဖောက်ပြန်ဖောက်ပြန်နောက်ဆုံးကျမစီလာတယ်ဆိုတော့ဂုံကြီးနဲ့ตายရခဲ့တယ်။ဟောအခုလည်းကြာလဲကြာပေါ့အခုတစ်ခါသူယောက်ျားပောက်ပြန်တဲ့ကောင်မလေးကကြာတော့ငဲတာလေးတစ်ခုပဲရှိတယ်။တမိုင်းချောင်းကလည်းမလာဘူး။ရက်ဒီချက်ခိုင်ပါတဲ့ main ကလေးလည်းမဟုတ်ဘူး။ရုပ်ရည်ကလည်းအတင်တင်ကိုလုံးကိုပေါက်ဆိုတာလည်းမတ်လောက်စရာမရှိဘူး။အဲ့လို main ကလေးမျိုးနဲ့သူယောက်ျားဖောက်ပြန်မိတဲ့ခါကြာတော့ဒီလို main ကလေးကလည်းသူ့အနေထားနဲ့တယောက်ျားကအကောင်းဆုံးဖြစ်ချင်ဖြစ်နေမှာပေါ့။ဟုတ်လား။နောက်ပြီးတော့သူကဟို တာမန်မိန်းမပဲလေညံရင်မမြင့်မားတဲ့မိန်းမရိုးရိုးမရံငယ်ခံတက်ရုံမိန်းမမျိုးဆိုတော့သူ့ယောက်ျားလီးပေါင်းဆုံးလဲဆိုလို့ပါသွားတော့သူပတ်ကွဲရောမအိုခင်မအိုခင်မဲဆိုတဲ့စကားယောက်ျားတွေအတွက်တကယ်အမှန်ဆုံးစကားနော်တမတို့ပတ်ဝန်းကျင်မှာအများတန်းတွေ့နေရတယ်တိလားတချို့မျိုးသမီးတွေရာလေကိုကိုငကိုရေရမှမခင်တွေ့တဲ့ယောက်ျားတယောက်ကို ဟိုချီနှောင်ခြင်းလို့ဆိုပြီးတော့တာသမီတွေမွေးကြတယ်တာသမီမွေးရင်တော့ပြောင်းလဲမှာပါလေဆိုတော့အထင်နဲ့မွေးကြတယ်ပြီးလဲပြီးတော့အဲ့ဒီယောက်ျားကငကိုကမှဒီမိန်းမကိုမခင်တွယ်တော့သူ့သွေးသားဖြစ်လာတဲ့တာသမီကိုလည်းမခင်တွယ်ဘူးမခင်တွယ်ဘဲနဲ့သွားပြီးတော့ပြီးလဲပြီးတော့အာနောက်အင်တာကိုနောက်တစ်ယောက်များတွေ့ခဲ့ရင်သူ့နောက်တစ်ယောက်က เนาะဟိုဟိုမယဘာသားသမီးများပါခဲ့ရင်အဲ့ဒီမယဘာသားသမီးကိုကြတော့သူ့သားသမီးလေးတဖွဲ့ပဲတိလာထွထွပွပွရွရွရရနဲ့ချစ်ကြတဲ့ယောက်ျားတွေလုံကျွေးကြတဲ့ယောက်ျားတွေကိုကျမတို့ပတ်ဝန်းကျင်မှာမြင်ဘူးလိမ့်မယ်အဲ့တော့လေကျမတို့အမျိုးသမီးတွေရတယ်ကိုကိုလကိုတွေကမှမကြင်နိုင်ဒီယောက်ျားတစ်ယောက်ကိုဆွဲထားမယ်ဆိုတဲ့အတွေးနဲ့တော့ကလေးတွေမွေးဖို့ကိုမစင်စားပါနဲ့နောက်ပြီးတော့အဲ့ဒီဇာကားက ရရဲ့ဒီတွေအတွက်လည်းပြောတယ်လို့ပြောတာဖြစ်တယ်လို့တချို့မရရဲ့ငယ်တွေအတွက်လည်းပြောခြင်းဖြစ်ပါတယ်တချို့တော့မရရဲ့ငယ်တွေကဒီယောက်ျားတယောက်ကသူတို့ကိုခဏပန်းအပျော်သုံးတယ်ဆိုတာသူတို့မသိရှာဘူးမသိဘဲနဲ့ဒီယောက်ျားတယောက်ကကြားလေးကြားလေးမတ်လောက်เสียဥစ္စာပစ္စည်းတော်၎င်းမတ်လောက်เสียအကြောင်းအရာလေးတော်၎င်းတွေ့လာရင်သူတို့ကဒီယောက်ျားကိုမရရဲ့ငယ်ဘဝကနေအပိုင်သိမ်းကျင်လာတယ်သိမ်းကျင်လာတဲ့ခါကျတော့သားသမီးတွေကိုဒီယောက်ျားနဲ့မွေးပစ်တယ်သူတို့များပွဲထုတ်မရ ဘဝကိုရောက်နေမလားဆိုတော့စိတ်နဲ့မဟိုခြိနှောင်ကြရတယ်။ကလေးတွေမွေးပြီးတော့ခြိနှောင်ကျင်ကြရတယ်။ဒါပေမဲ့ခြိနှောင်လို့လုံးဝမရဘူး။ယောက်ျားတွေကသူတို့သွေးသားဘလို့ပဲဖြစ်နေပါစေဒီမိမကိုမခင်တွင်သူတို့ဒီသားသမီးကိုလည်းလှဲ့မကြည့်ဘူး။အဲ့ဒါနဲ့တပြိုင်နက်တည်း ကျွန်မပြောချင်တဲ့နောက်အကြောင်းအရာတစ်ခုကယောက်ျားတည်းနဲ့ပတ်သက်လို့အမှန်တရားတစ်ခုကိုနောက်ထပ်ပြောပြမယ်။ဒီယောက်ျားတစ်ယောက်ကကိုယ့်ယောက်ျားတစ်ယောက်ကများငကူတွေကနော်ကိုယ့်ကိုယ်လည်းချစ်ခင်ရင်းစွဲရှိတယ်။နော်ဖအေးစိတ်ဓာတ်လည်းရှိတယ်ဆိုလို့ရှိရင်ကြတော့ကျွန်မတို့မရက်ကြီးတွေကတစ်ခုတတိထားစရာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ခတ်လေကြရင်ကိုယ့်ယောက်ျားကစွမ်းနာပြောတဲ့အချက်ကောင်းလေးတွေရှိပါရဲ့လေ။ကျွန်မတို့ကခလေးလဲမွေးလဲမွေးပြီးရောတချို့မိန်းမတွေကကြတော့လေကိုယ့်သားသမီးကိုအရန်ချစ်တဲ့စိတ်နဲ့အဲ့ဒီကိုယ့်သားသမီးကိုဖအေးအရင်နဲ့တောင်မှ ဟိုစိတ်မချတာလေးတွေရှိတယ်ဟိုရှင်တို့မြင်မှုကြလားမသိဘူးတချို့တလေဆိုလို့ရှိရင်ဟိုဖအေးအိမ်အိမ်ပြအပြင်ကနေပြန်လာတယ်ဟိုကိုသားလေးကိုခြိပိုးပြီးချစ်မဲ့ကြံတာရှိတယ်မိမလို့ကအဲရှင်မချီနဲ့အမလေးချီလို့ပြုတ်ကြသွားရင်ဒုက္ခပဲကျမသားလေးအမလေးပိ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 အဲအဲ့လိုလုပ်ကြတာသားသမီးကိုအချစ်ပို့ပြီးတော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့လင်ယောက်သားနဲ့သားသမီးနဲ့ကိုနီးနီးဆက်ဆက်ပြီးမနေတတ်တဲ့မိမမျိုးเนาะအဲ့လိုမျိုးဖြစ်ခဲ့လို့ရှိရင်တော့ဘာဖြစ်နိုင်လဲဆိုတော့လေလင်မယားဆိုတာ အစ်စ်မတင်တော့တဲ့ခါကြလို့ရှင်ဒီယောက်ျားကသားသမီးတန်ရောစင်မရှိတဲ့အတွက်ကြောင့်မို့လို့သူ့မိမကိုလှည့်မကြည့်တော့တိလာသူကငကူကချစ်တတ်ပါရဲ့နဲ့မိမကဝေးကွာ